အဲဝိုင်းတဝိုင်းမှာစေးမိတယ်ဆိုတာအဓိကဒိုင်မော်တာမှုတည်းကျွန်တော်ပြောနေတော့ဥမာကျွန်တော်ဒိုင်မတိလိုက်ပထမဆုံးဒိုင်လည်းစပြီးမဥမလဲဒိုင်ဆိုရင်အစာပိုင်းမှာကျွန်တော်မတိမတိလိမ့်မယ်နောက်ပိုင်းမှာတော်တော်များများဒိုင်ကဟိုပြောတော့ဘေးကပြောရင်တင်းချင်းပြီးစေးတွေကကိုယ်ကဘယ်လိုတွေလဲပေါ့ကျွန်တော်ပစ္စည်းတွေရှိ၊ကင်စည်းတွေရှိ၊ရေစည်းတွေရှိတယ်မလားအဲ့လိုတွေပဲအဓိက အဓိကရေးဆေးလိုပါလို့ဆိုတော့ကင်ဆေးပေါ့နော်ကင်ရေးဆေးကတော့အဓိကရေပုံလားလေးမှာနေမှာဒါရေးဆေးလုပ်လို့ရဒါတော့ကျွန်တော်တို့ဒိုင်နဲ့နဲ့မူတီယာအပေါင်းချာမှာရမှာကျွန်တော်ပြောချင်တာအဲကင်ဆေးကတော့ဒိုင်မရှိဒိုင်ကမတိပဲနဲ့လုပ်လို့ရတဲ့ဒိုင်ကအနေထားတယ်ဒါကင်ဆေးတွေပေါ့ကျွန်တော်ကင်လိုက်ရင်ဟိုပြီးသွားတာတို့ဘာတို့အဲ့လိုရှိအောင် အဲနောက်ပြီးကင်စီပြင်အဲပစ္စည်းရပါလေပစ္စည်းကကျွန်တော်တို့ပြောင်းမှုစီလေးတော့ပူကောင်လေးတွေပေါ့ဒါပစ္စည်းပေါ့ပစ္စည်းဆိုတော့ကိုညက်လို့ကိုခံတာကျွန်တော်တို့လုံးလို့ရဆိုကျွန်တော် ပြပြဒါကိုညက်လို့ကိုခံတာပစ္စည်းခေါ်တယ်ဒါရဝိုင်းဝိုင်းမှာအဓိကတော့ဒိုင်မွန်မူတီရယ်ဒိုင်ကဒါတွေကိုမတိညွညနဲ့နားမလဲရင်တော့တမျိုးပဲနားလဲတမလဲမတိညွညထားရင်တော့အဲ့ဝိုင်းကမြန်မြန်လေးပစ္စည်းတွေတယ်ဟိုတိတ်လည်းမလာတော့အဓိကကျွန်တော်ပြောချင်တာက ဝိုင်းတဝိုင်းမှာအဓိကဒိုင်ကောင်းရင်ဘာမှမဖြစ်ဘူးအဲစေးတွေပဲဆိုအဓိကကျွန်တော်စေးမီကိုကောင်းဘယ်လိုသိတာလဲကျွန်တော်ဝိုင်းထဲမှာတေနဲ့တေချက်ကတော့ရော့ရော့လာချက်ဆိုတာဝိုင်းနဲ့ခိုင်းနေပြီးသားချက်တွေကတေနဲ့တေကောက်ကုတ်ကောက်ကုတ်ကောက်ကုတ်လာရင် မခံအောင်ဆိုရင် မာမာလာတာပဲရှိဒါမှမဟုတ်သူတို့ကမခံရလဲဟိုစေးမီရဲ့ချက်တွေကရေကောက်တိုင်းလိုက်ရင်သူတို့ကလက်ထဲမှာကျိုးလာတယ်ခွတ်စိတ်တွေပျောက်လာတယ်အတ္တိတရားတွေပျောက်လာတယ်ဒါပေမဲ့ကြိုင်မျက်လုံးတွေဟာဆက်မျက် ိမ်ရစာမျက်လုံးမျက်စံရစာဖြူလိုက်ကျဲလိုက် မလုပ်ပဲပုံမှန်နေသားဆိုမျက်လုံးကလေးဖြူလိုက်အနက်စံရဖြူလိုက်ကျဲလိုက်ဖြူလိုက်ကျဲလိုက်အဲ့လိုလေစကားတဲ့အဲ့စင်းစင်းမိရချက်တည်းကမျက်လုံးကိုတတီးနဲ့သူကကြောင်းသွားကြောင်းသွားတော့နော်မျက်တငယ်အိမ်တွေပါကြီးအင်းတော့စောင်းသွားရပုံတိတာလေတိတာကြည့်လိုက်တာလေသူကတငယ်အိမ်ရစာမစကားတော့ဗျအဲချက်ဘလောက်ကောင်းနေနေဒီစေးတွေရှင်သူကတမင်ရောကြစကားတော့မရတော့ ဒါပေမဲ့ကျွေတလဲကြက်ကုံဆိုတာကျွန်တော်တို့ဒါရှေ့စကားတွေပေါ့ဒီခေတ်နေလာလည်းအဲ့လိုစေးတွေပါရင်မင်းဆိုတာကြက်ဘလောက်ကောင်းနေနေဒါစေးလောက်ခံရင်သွားတာပဲသူကတေးနေမသိဘူးသုံးရင်ကြောင်မှာတတိတာလားရေတိုက်လာလေကောက်ကူလာကောက်ကူလာတတိတာလားနောက်ဆုံး तू ကအလိုလိုရင်ကြက်စိတ်ငက်စိတ်တွေပါပျောက်ပြီးထွက်ပြေးတတ်တယ်ဗျဒါစေးမိရဲ့ချာတခါတည်းအဲ့လိုမဟုတ်ဘူးမင်းလည်းထဲမှာကြိုင်ရော့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 ရပြီးခုစိတ်ပျောက်ပြီးတော့ထွက်သွားတာဗျ မသိတာပါလေမျိုးလုံးတွေအားအစအနေဓာတ်တွေအားအစအစိမ့်မိရမမီဘူးဆိုတာတော်တော်ဝေခွဲလို့ရတယ်နော်ညီကိုတော့ကျွန်တော်တားကျွန်တော်အတွေ့အကြုံလေးတွေညီကိုရင်း share လေးလုပ်ပြရပါကျွန်တော်ဟိုကျွန်တော်စကားပြောမှဆုံးမရှိလဲကိုစိမ့်မိရဲ့ချက်တီးကိုကိုကောင်းရင်ဘလို့ကုတရလဲပေါ့ပြုံမေးကြတယ်အရင်ကတော့စေးမိတဲ့ချက်တီးကသူတို့ကစေးတွေကမတိုးတက်တော့သူတို့ခြားတယ်လို့ခြားတယ်ချင်မသိလား။ဟိုကချက်တီးကအိမ်ရောက်လာရင်လေသာကြက်မောက်ဝအစာကြောက်တာ ကျမတွေရောစကော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 နဲ့အဲ့လိုအတန်ကြီးတွားချပါနေကျမတန်ကြီးပြီးသွားတယ်။နောက်ပြီးတော့ဘေးကချက်သေးသေးလေးရအစားသူကကြောက်သွားတာ။သူကအရင်ကစေးရအတိုင်းရအစားမရှိသူကတော့အဲ့လိုဘာလို့ကမတိုးတက်သေးတော့လောက်ကြတော့ချက်တည်းချက်စိတ်ငက်စိတ်ပျောက်သွားတယ်ချက်တည်းနောက်ပြီးဖြူလိုက်နေလိုက်အသားတွေဖြူလိုက်နေလိုက်ဖြစ်ပြီးတော့ချက်တည်းနောက်ဆုံးဆုံးရှုံးသွားနိုင်တဲ့ဖြစ်တယ်။တကယ်နေတာနဲ့စေးရအဲ့လိုမဟုတ်တော့သူစေးချလိုက်တယ် စေးကြလိုက်စေးမိသွားရင်ဆိုအဲ့တပတ်အတွင်းတော့မသူအာနိသင်ဝင်နိုင်ပြန်တပတ်ကျော်သွားချက်ကလုံလုံရင်သူပြန်ပြဲသွားပြန်သူတိုင်းလည်းမသိတော့ဘူးသူပုံမှန်သွားမယ်ပုံမှန်လာမယ်ပုံမှန်စားမယ်သူစေးမိရဲ့ချက်ကအရေးကမဟုတ်ဘူးအဲ့လိုမုံတော့စေးမိလိုက်တိသားလိုက်အင်းအောင်ကြောက်သွားတယ်နောက်ပြီးတော့ကျမတွေကိုမလိုက်တော့ဘူးအတော့အဲ့လိုပေါ့။ဒါပေမဲ့ကျမကိုပဲတော်တော်ကြောက်သွားတဲ့အနေအထားဖြစ်တယ်။ချက်တတိတိယဆာစုကျပါဆိုအကုန်လိုက်ပြီးတော့ကြောက်တယ်ဗျ။နော်။ ်အဲအဲ့ဒါအဲပြောနေတာအဲ့အကြောင်နော်အခုတခိကြအတော့မဟုတ်တော့ခဏိချလိုက်တယ်ခဏိချပြီးနောက်တပတ်စင်တော့သူကစီပြဲသွားတာသူ့အလိုလိုပြဲသွားတာအစေးအနေနဲ့နောက်ပြီးတော့စေးခဏိချလိုက်တယ်နောက်၃ရက်မှတိုင်လဲစေးအနေနဲ့အချိုးဝင်တော့မယ်ဒါမှမဟုတ်တခိနေတာနဲ့ကြစေးအရှိန်နေစေးရကွက်တိလောက်လာတော့သူကမဆုံးရှုံးတော့မဆုံးရှုံးမှုမရှိတော့အဲ့လိုပေါ့တားကြီးလဲဟိုအိမ်ရောက် ခဏစေးချခံရတယ်အင်ရောက်လို့ရှိပုံမှန်သွားပုံမှန်စားပုံမှန်နေတယ်ဒါပေမဲ့လို့ဘေးချက်တွေကိုကြောက်လာမကြောက်ဘူးဒါပေမဲ့လို့တိုင်ဝိုင်းထဲမှာတိုက်တဲ့အချိန်မှာတားတိတာအဲစေးစေးတွေကပေါ့နော်စေးသမားရလည်းတိရခဏချလိုက်တယ်ခဏချပြီးနောက်၃ရက်မှသူဟိုချက်ကိုအရွယ်တူတောက်တူစိုက်တူသူ့ရဲ့နည်းနည်းလေးငေရလေးနဲ့ခံမန်းကြီးဖမ်းပြီးတော့လန်တို့ချလိုက်တယ်လို့သူထင်ကြတာဟိုမစေးမိချက်ကမခတ်တော့တာတော်တည့်တယ်သမားရတကယ်စေးလုတဲ့သူရချက်ကိုခဏစေးချလိုက်တယ်နောက်၃ရက်လောက်ကြာမှာ သူ့ရဲ့နည်းနည်းလေးငေတာလေးပေါ့နော်ချွဲတာလေးနဲ့သူ့ဖက်ကဖန်တိုက်လိုက်တဲ့ရှိတယ်။အဲ့တချို့ကြတော့ဆရာကြီးတိမလန်တို့တိုက်တာမဟုတ်ပါဘူး။သူကဟိုဟိုဘယ်လိုမျိုးဒီလန်ကြောင့်ကိုရှောင်းနေတဲ့သူကတော့ဒီလန်ကြောင့်တော့ကျွမ်းပါပဲ။ဒါကတော့ပြောလို့မရဘူး။သူဒီလန်ကြောင့်ဒစမ်းမမလုံနေတဲ့အတွက်သူကတော့ကျွမ်းပါပဲကျွန်တော်ပြောချင်တာ။အဲ့ဒါကိုကိုကောင်းတဖာထဲမှာပြောပြောစင်းမိရဲ့ချစ်တယ်ကျွန်တော်ဘယ်လိုပြန်ဖြစ်ရလဲ။ ကျွန်တော်ကတော့ကျွန်တော်ကတော့စေတာပြင်တော့နှမ်းစီတို့ကျွေးရတယ်နောက်ပြီးတော့ကစုံရဲ့အရေးတွေတိုက်ရတယ်အဲတော့အဲ့လိုပေါ့နော်နောက်ပြီးတော့ sparkling တွေအေးတိုက်ရတော့ဒါကြီးကတော့စင်းမီရဲ့ချက်တိပေါ့ဒါပေမဲ့ဒီကိနေတာနဲ့စင်းမီရဲ့ချက်တိချာမလိုတော့ပါဘူးညကိုကြီးဘာမှမဆုံးရှုံးတော့ဘူးသစေးရနေတင်ရတေချာပေါ့တပတ်ဆယ်ဆိုပြတ်ပြေးသွားတယ်ညကိုကြီးအော်ဘာလို့လဲတိုးတက်လာတာနဲ့အမြအာရနော်အရင်ကတော့အဲ့လိုမဟုတ်စေးအချိန်သားမရှိလောက်ချလိုက်နေသွားတာပဲအင်းရောင်ကြောက်ကြက်ပြဖြူဖွေးသွားတာဗျ အဲဒါကအတိကတော့စေးမိရဆိုတော့ကိုဘလောက်လိုအပ်ချက်ရှိရဆိုတော့တာတကားကြီးပြတာဗျညီကိုကြီးဂူဆိုင်စီခြင်းနဲ့နော်ညီကိုနော်ဒီစားလိုက်ပါ